မန္တောယောသနာရှိတာတီထောင်မှုရန်အတွက်တရားပြုပွဲဉာဏ်ရှိပြေကနိဗ္ဗာန်ကိုရည်မှန်းပြီးတော့ပဝန်တူတန်းပေးကြသောအလုရှင်များမှဥဇေယဖြူ46နှစ်ပြည့်မွေးနေ့နှင့်အတူသားမောင်းကောင်းခန့်ပိုင်အော်တိုဝါ21ရက်နေ့17နှစ်ပြည့်ကြာရောက်မီမွေးနေ့အတွက်နဝကာမဝတ္ထုငွေတသိန်းခွဲကျပ်ကိုထွန်းကျင်မိသားစုမှနဝကာမဝတ္ထုငွေတသိန်းခွဲကျပ်ဥကျော်စိန်ဒေါ်တင်ဆန်းရန်ကုန်မြို့ ဒေါ်ပုံမျိုးနဲ့မနဝကာမဝတ္ထုငွေတသိန်းနဲ့တထောင်ကျန်ဥဇော်မိုးဒေါ်လေးဝါထိုင်မိသားစုမှနဝကာမဝတ္ထုငွေတသိန်းကျပ်ရန်ကုန်မြို့တင်ငန်းကျွန်းမြို့နဲ့ဒေါ်ရီခိုင်မိသားစုမှနဝကာမဝတ္ထုငွေ၄သိန်းကျပ်မန္တလေးမြို့89လမ်း15လမ်း16လမ်းကြားနေဒေါ်ဝင်းထေဝင်းသူဟိန်ပွဲယုံမိသားစုမှနဝကာမဝတ္ထုငွေ9000ကျပ်မောင်ရဲအောင်အောင်မှနဝကာမဝတ္ထုငွေ တသိန်းကျပ်မိခင်ကြီးတော်ကျူးကျူးဆွေအားရည်သူရည်မှန်၍ဥကျော်ဝင်းထွန်သမီးဆုဝင်းဆုဆန်ကြောက်ဆယ်မြို့မိသားစုမှနဝကာမဝတ္ထုငွေ3သိန်းကျပ်ဤကုသိုလ်ရှင်ဇေနာရှင်ပေါင်းတို့သည်ကြောက်ဆယ်ဖြစ်သောကဆိုပေသို့အနရယ်သို့ယောဂါသို့မြို့မြို့ကင်းစင်လွင့်ပြောက်ပြီးဤဝဤခန္ဓာနှင့်ပင်ဤသာသနာတော်တွင်၌ဒုက္ခပေါင်းချုပ်ငြိမ်းရာဖြစ်သောနိဗ္ဗာန်သို့မြတ်မောပြုနိုင်ကြပါစေထိုမှတစ်ပါး တဘောတကန္နာချုံငိမ့်သွားသောမိခင်ကြီးတော်ကျူးကျူးဆွေတီလည်းယနေ့ယခုကြံ့ရစ်ခဲ့သောသာသမိသားတစုထို့မှပြုလုပ်ပေးဖို့အားထုတ်သော ကုစုကောင်းမှုတို့အားတာလူခေါ်နိုင်၍တော်၎င်းအကယ်၍ဒီဃာနီသောအချိန်ခါတမယ၌မတင်မတင်နှလုံးသွင်းမိညာအံ့မရောက်ရှိကောင်းသောဘုံဘဝဘုံဌာနသို့အကယ်၍ရောက်ရှိနေညာအံ့ယနေ့ယခုပြုလုပ်အားထုတ်သောကုစုကောင်းမှုတို့အားကြားသိ၍တာလူခေါ်နိုင်၍တော်၎င်းအမမထာတဘာဝသောတန်ဃာတော်အရှင်သူမြတ်အပေါင်းတို့နှင့် ရွှေမျိုးမိတ်တေခမိသားစုအပေါင်းတို့မှပေးပို့အပ်သောကုသိုလ်ကောင်းမှုတို့အားကြားသိ၍သာလူခေါ်နိုင်၍တော်၎င်းမိမိပြုလို့အထောက်အကူသောကုသိုလ်ကောင်းမှုအဆုစုတို့အားပြန်လည်ကအမှတ်ရ၍သာလူခေါ်နိုင်၍တော်၎င်းအကယ်၍နိုင်ကြနေသောဘုံဘဝဘုံဌာနစီတို့ရောက်ရှိနေညာဤကုသိုလ်ကောင်းမှုတို့အားသာလူခေါ်နိုင်ပြီလျှင်မြင့်မြတ်သောဘုံဘဝဘုံဌာနစီတို့ရောက်ရှိပါစေဟုဆုတောင်းသမှုအာယုံပြု၍ဤကောင်းမှုကုသိုလ်အဆုစုတို့အား အလုံးစုံတတ်တော်အတို့နဲ့အတူတူဘာသာတို့ခေါ်နိုင်ပါစေတရားနာပရိသတ်အပေါင်းတို့နှင့်နမကမ္မဝတ္ထုငယ်ဆက်ကလူတန်းကြသောအလုံးသောအလူရှင်စေနာရှင်မိသားစုအပေါင်းတို့အားဧတရားဓမ္မဒေသနာတော်ဖြင့်ကျေးဇူးဆန်ဟောကြားအပ်ပါれအလုံးသာဓုခေါ်နိုင်ကြပါစေအဲ့တော့မိဘနှစ်ပါးကိုဆုံးမသွားတဲ့မိဘနှစ်ပါးကိုညာတိုင်းပဲမေတ္တာပို့တယ်ညာတိုင်းမေတ္တာပို့တယ် ဘေးရန်ခတ်သိမ်းနှလုံးစိမ်းဝမ်းစသည်ဖြင့်မြတ်တာပို့လေပြီးတော့ကောင်းရာသုခရရောက်ပါစေလို့ဆုတောင်းပြီးတော့မြတ်တာပို့ပေးတယ်အဲ့တော့ဘယ်ပုဂ္ဂိုလ်နေနေဒီနေ့ကြရင်သိရမှာပဲအဲ့တော့အသက်ရှိတဲ့ခန္ဓာရှိတဲ့ပုဂ္ဂိုလ်များဟာတတ္တလောကမှာသိဆုံးခြင်းနဲ့အဆုံးသတ်တယ်ဒါကြောင့်လောကသုံးပါးမှာဩဃာတလောကပြီးတော့တတ္တလောကပြီးတော့သင်္ခါရလောကလောကသုံးပါး လောကသုံးပါးဟာဘယ်လောကမှမမြဲဘူးတတလောကဆိုတတ္တဝါတွေပြောတာတတ္တဝါဆိုတာအခုအသက်ရှိနေတဲ့ပုံကိုယ်တွေမှန်သမျှကိုတတ္တလောကလို့သုံးလိုက်တာအဲ့တော့တတ္တလောကရေပြီးတော့ဩကသလောကဆိုတော့တောတောင်ရေမြေသမုဒ္ဒရာအဆောက်အုံနဲ့အထယ်ရှိတဲ့အရာတွေအားလုံးဟာဩကသလောကလို့ပြောတာပြီးတော့မှသင်္ခါရလောကဆိုတာကြတော့ဖြစ်ပြီးပြတ်တတ်တဲ့သဘောတရားကိုသင်္ခါရလောကလို့ပြောတာအဲ့တော့လောကသုံးပါး ောကသုံးပါးကိုကြည့်လိုက်တဲ့အခါမှာဘယ်လောကမှမမြဲဘူး။ဒါကြောင့်လောကဝိတုလောကသုံးပါးကိုသိတော်မူသောဆရာတစုဖြစ်တော်မူသောမြတ်စွာဘုရားလို့ဒီလိုပြောတာ။အဲ့တော့တတလောကရဲ့တရက်ကိုသဘောသွားကတတဝါမှန်သမျှတတလောကလို့ခေါ်ပြီးတော့အဲ့ဒီတတလောကရဲ့အနှစ်ချုပ်ကမွေးတာနဲ့တည်တယ်။မွေးခြင်းတည်ခြင်းအဆုံးဟာတတလောက။ပြီးတော့ဩဃာတလောကကြတော့ တစ်ပြီးတော့ဟောင်းတဲ့အရာမှန်သမျှသည်ဩဃာတာလောကအဲ့တော့မြင်အောင်ပြောရရင်တောတောင်ရည်မြေသမုဒ္ဒရာနဲ့ဒီဖုံးတို့အင်းကြီးအဝဲစားတို့စသည်တိုက်တာအိုးဝဲဟာတစ်ပြီးတော့ဟောင်းတာမို့လို့ဩဃာတာလောကမွေးပြီးတော့တည်တာတတ္တလောကတစ်ပြီးတော့ဟောင်းတာဩဃာတာလောကအလွယ်ကူဆုံးမှတ်လို့ရပြီးတော့မှဖြစ်ပြီးတော့ပြက်တာ သင်္ခါရလောကဆိုတော့တတ္တလောကနဲ့ဩဃာတာလောကကိုမြင်ရင်တံဝေကညာရတယ်လူတယောက်တည်သွားတယ် ထိတ်လန့်တုန်လှုပ်သွားတယ်။အဲ့ဒါတတ်တာလောကအဲ့ဒီလောကဟာအပြင်းမဖြစ်တာမို့လို့တန်ဝေကညံရတယ်လူတယောက်သေးတယ်ငါလည်းသေးရမှာပဲအဲ့ဒါတန်ဝေကညံဖြစ်တယ်အဲ့ဒါတတ်တာလောကပြီးတော့မှကိုးဆောက်ထားတဲ့အိုးအိမ်တွေကိုးဆောက်ထားတဲ့အရာတွေတည့်ရကနေဟောင်းသွားတယ်လဲရကနေပြိုသွားတယ်ဩဒါဩဃာတာလောကပဲဒါလည်းတန်ဝေကညံပဲဖြစ်တယ်ဒါကတန်ဝေကညံနှစ်ညံအရင်ခံလိုက်တာအဲ့ဒီကနေပြီးတော့ တဆင့်မြင့်တဲ့ဉာဏ်ကိုသွားပါဆိုရင်ဝိပဿနာဉာဏ်အဲ့တော့လူတစ်ယောက်သိတာကိုမြင်လို့ထိတ်လန့်တုံလို့သွားတာဒီတောင်ဝေကဉာဏ်တတ္တလောကဓမ္မတရားရှာဖို့အတွက်အခြေခံတစ်ခုပေါ့အဲ့ဒီကနေပြီးတော့ဝိပဿနာဉာဏ်နေပြီးတော့မဉဏ်အဆင့်ကိုရောက်ဖို့ဆိုရင်ဘယ်လောကကိုနားလည်ရမှာလဲလို့မေးရင်ဖြစ်ပြက်ဖြစ်ပြီးတော့ပြက်တဲ့သင်္ခါရလောကကိုနားလည်ရအဲ့တော့ သင်္ခါရဆိုတာပြုပြင်၍ပေါ်လာတဲ့တရားမှန်သမျှသင်္ခါရပြုပြင်၍ပေါ်လာတဲ့တရားမှန်သမျှသင်္ခါရဆိုတော့ပြုပြင်တာကသင်္ခါရပြုပြင်ခံရတဲ့တရားလေးပြတ်သွားတာက အနိစ္စဆိုတော့ဖြစ်ပြီးတော့ပြတ်တာကိုသင်္ခါရလောကလို့ပြောတာဖြစ်ပျက်ကိုသင်္ခါရလောကလို့ပြောတာအဲ့တော့သင်္ခါရကပြုပြင်လို့ပြုပြင်ခံရလို့သင်္ခါရ အဲ့ဒီတရားလေးပြတ်သွားတာကအနိစ္စဆိုတော့သင်္ခါရတစ်ချက်အနိစ္စတစ်ချက်အဲ့ဒါကဓမ္မကပြတာခန္ဓာထဲမှာရှိနေတဲ့သဘောတရားမှန်သမျှဒီဓမ္မပဲအဲ့ဒီဓမ္မကိုဉာဏ်နဲ့ကြည့်လို့ရှိရင်ဓမ္မကိုဉာဏ်နဲ့လိုက်တာဖြစ်တဲ့အတွက်ကြောင့်ဓမ္မဟာဒုက္ခသစ္စာသင်္ခါရလောကဉာဏ်ကမက္ခသစ္စာဉာဏ်ကမက္ခသစ္စာဖြစ်တဲ့အတွက်ကြောင့်သင်္ခါရလောက အနိစ္စနဲ့သင်္ခါရလောကတစ်ချက်ချင်းဒီကို ဖြစ်တာသင်္ခါရလောက ဖြစ်တဲ့သဘောပြတ်သွားတာက ဖြစ်တဲ့သဘောပြတ်သွားတာက အနိစ္စဆိုတော့သင်္ခါရသည်အနိစ္စမှလမ်းဆုံးတဲ့အတွက်အဲ့ဒီသင်္ခါရကလည်းအပြင်သင်္ခါရမဟုတ်ဘဲနဲ့ခန္ဓာထဲမှာအခုကြားတယ်ကြားအောင်လို့ကြားဒီကကြားအောင်လို့အတန်ရဲ့အကြည်ဓာတ်နားရဲ့ပေါင်းဆက်လိုက်တယ်ပြုပြင်လိုက်တယ်သင်္ခါရကြားစိတ်ကလေးဖြစ်လာတယ်နှစ်ခုပေါင်းလိုက်တဲ့အတွက် ကြားစိတ်ကလေးဖြစ်လာပြတ်သွားတယ်အနိစ္စာဆိုတော့သင်္ခါရတစ်ချက်အနိစ္စာတစ်ချက်ဒါဆိုသင်္ခါရသည်အနိစ္စာမှနှဆုံးတယ်ကြားခြင်းသည်မရှိခြင်းမှလန်းဆုံးတယ်ပူခြင်းအောင်းခြင်းရခြင်းယံခြင်းသည်ပြတ်ခြင်းမှလန်းဆုံးတယ်ဆိုတော့ပူခြင်းအောင်းခြင်းရခြင်းယံခြင်းကသင်္ခါရကပြုတ်ပြင်းလို့ပေါ်လာတယ်အဲ့ဒီတရားလေးပြတ်သွားတာကအနိစ္စာဆိုတော့သင်္ခါရဖြစ်ရင်အနိစ္စာဖြစ်မယ်ဆိုတာမြေကြီးကိုလက်ခံမလွဲပဲအဲ့ဒါကိုသိလိုက်တဲ့အခါမှာ ဝိပဿနာဉာဏ်ဒါဆိုဖြစ်တာသင်္ခါရလို့သိလိုက်တဲ့အတွက်ယောက်ျားမိမပုဂ္ဂိုလ်တ attva ကွာသွားတယ်ငါတို့တပါအတ္တလိပ္ပအကောင်ဝင်ကွာသွားတယ်သင်္ခါရအဲ့ဒီသင်္ခါရသည်ဘယ်မှာဆုံးလာလဲလို့မေးတော့အနိစ္စမှာဆုံးနေဆိုတော့သင်္ခါရတစ်ချက်အနိစ္စတစ်ချက်ခန္ဓာထဲမှာရှိနေတာကိုဘယ်လိုနည်းနဲ့ပဲမြင်မြင်တွိုင်းရင်လိုက်ရင်ထိုင်းရင်လျှောင်းရင်အလုံးလုံးရင်းနဲ့ဘယ်လိုနည်းနဲ့ပဲမြင်မြင်ကြာတာသင်္ခါရကြာတာမရှိတာအနေအဆအောင်းတာသင်္ခါရ အောင့်တဲ့သဘောပြတ်တာအနိစ္စဆိုတော့သင်္ခါရနဲ့အနိစ္စတစ်ချက်တစ်ချက်ချင်းသိမိနေတယ်ဆိုရင်အာကြီးတဲ့ဘလဝဝိပဿနာဖြစ်နေအဲ့ဒါဝိပဿနာဉာဏ်ပဲအဲ့တော့ဒီမှာလူတိုင်းဟာသိရမှာပဲဟုတ်တယ်ဘလို့နည်းနူးနေနေသိရမယ်ဘာလို့လဲတတ္တလောကတတ္တလောကထဲမှာရှိနေတာကသင်္ခါရလောကတတ္တလောကဒီအထေဩဃာတလောကဒီအထေသင်္ခါရလောကဒီသဘောဆိုတော့အထေမတာနဲ့သဘောမတာ အထက်ခန္ဓာနဲ့သဘောခန္ဓာအတွဲလိုက်ပြည့်နေတယ်ဒါကြောင့်ဖြစ်ချင်းပြည့်ချင်းဟာအနိစ္စသင်္ခါရကိုမိနေရအဲ့တော့ဒီမှာဆုံးသွားတဲ့မိဘနှစ်ပါးကိုမေတ္တာပို့တယ်ဘိက္ခမစီဆူတောင်းပေးတယ်အဲ့ဒီဟာတည်းကောင်းတာကဘာလဲလို့မေးရင်မေတ္တာပို့နေတာတည်းစာရင်အမျှပေးဝေတာကပို့ပြီးတော့ကောင်းပါတယ်ဒီသွားတဲ့ပုံကိုယ်တွေကိုမေတ္တာပို့နေတာတည်းကိုလို့သမျှအကုသို့တွေကို နာမည်ခေါ်ပြီးတော့ကိုမိဘကိုဆွေမျိုးစသည့်ပုံကိုယ်တွေကိုနာမည်ခေါ်ပြီးတော့အမျှပေးဝေလိုက်တာကပို့ပြီးတော့မှတင့်တော်တယ်မေတ္တာပို့တာနဲ့ဆိုင်ရင်မေတ္တာပို့တာကောင်းပါလေသို့တော့ဒီသွားတဲ့ပုံကအကယ်၍မြားမတင့်မတင့်နဲ့အခွန်ကပြောခဲ့တဲ့ဝိမာရိကပြိတ္တာမျိုးပရဒတုပဇီဝကပြိတ္တာမျိုးထဲမှာရောက်နေရင်တော့အမျှပေးဝေလိုက်လို့ဒီအတန်ကိုကြားပြီးတော့သာလို့ခေါ်နိုင်ရင်ကျွတ်တန်လွတ်တန်ဝင်ပါတယ်ဆိုတော့ဒါကတော့ကောင်းတယ်မကောင်းဘူးခွဲခြားပေးတာ အမြအဝေတာပို့ပြီးတော့ကောင်းပါတယ်ဆိုတော့အားလုံးကတည်မှဖြစ်တဲ့အတွက်ကြောင့်သင်္ခါရလောကကိုပိုင်ပန်းနိုင်သိခြင်းအဖြစ်သူများဆွန်းတော်လွတ်တဲ့ဘဝကိုရောက်သွားတယ်သူများအမြအဝေမှာတာရုခေါ်နိုင်တဲ့ဘဝမျိုးကို မရအောင်လို့အခုတည်းကသင်္ခါရတစ်ချက်အနိစ္စတစ်ချက်မိအောင်ဖတ်နိုင်တော့